ောင်းအေးတဲ့နေရာများနံပါတ်၁နေနေကတော့ကမ္ဘာအေးအေးဆုံးမြို့ပါကမ္ဘာပေါ်မှာအယိုးကွဲတဲ့ဒီ channel မြို့လေးကတော့ရုရှားနိုင်ငံမှာရှိတဲ့ယာကုဆိုတဲ့မြို့လေးပဲဖြစ်ပါတယ်ဒီမြို့အေးချာကတော့အဝတ်တာမပါဘူးဆိုရင်ရှိသမျှအကုန်တိုးဝင်သွားတယ်လို့ဆိုပါအဲလက်ချောင်းတွေခြေချောင်းတွေကိုပြောတာပါပူကျစ်နေတဲ့ရင်နွေးတော်မှာအိမ်ပြန်မှာထားလိုက်ရင်မျက်စိတမိအတွင်းရေခဲဖြစ်သွားတတ်ပါတယ်ဒီမြို့မှာရေခဲတတလုံးဝမတုံးကြပါဘူးပန်းကားတွေကိုလည်းဒီတိုင်းပဲပစ်ထားကြပါတယ်အပြင်ကအပူချိန်ကရေခဲတတထက်ပိုအေးနေလို့ပါ ။ဒါကြောင့်ဒီမြို့မှာလမ်းတလားရဲ့လူဆိုတာအင်မတန်ရှားပြီးတော့ကိစ္စရှိမှပဲအပြင်ကိုထွက်ကြပါလား။အဲ့အပြင်တစ်ခါထွက်ဖို့ဆိုရင်လည်းရှစ်သိမြဝတ်တွေအကုန်ဝတ်ထားရပြီးတော့အနည်းဆုံး9ထဲ10ထဲလောက်ဝတ်ထားမှတော်ကာကြတယ်လို့ဆိုပါတယ်။စံချိန်တင်နေနဲ့အနောက်81လောက်ထိကိုအေးခဲ့ပူးပြီးတော့ကဘာပေါ်မှာအေးဆုံးမျိုးဖြစ်မှတ်တမ်းဝင်ထားပါတယ်။အဲ့သူမရဲ့အေးဆမ်းမှုတွေကိုခံနိုင်ရှိပြီးသားသူတွေကတော့ဒီလောက်ကအေးဆေးဖြစ်နေတာ။နံပါတ်1နေနေကတော့ Greenland မှာ အဲကျွန်တော်ရင်နှုန်းကထင်ထားခဲ့တာကအိုက်စလန်ကဒါမျိုးဖြစ်ပြီးတော့ဂရင်းလန်ကဒါမျိုးဖြစ်မယ်လို့ထင်ထားတာပါအဲဒါပေမဲ့တကယ်တမ်းမှာတော့အဲ့ဒီနှစ်ခုကပြောင်းပြန်ဖြစ်နေပါတယ်အိုက်စလန်ဆိုတဲ့နိုင်ငံကြီးကစိမ့်ဆုံနေပြီးတော့ဂရင်းလန်ဆိုတဲ့နိုင်ငံကြီးကမှအေးခဲနေခဲ့တာပါအဲဂရင်းလန်အေးချက်ကတော့ရှေ့သမျှအမွေးတွေပါအကုန်ခဲတယ်လို့ဆိုပါကမ္ဘာမြေပုံပေါ်မှာထင်းထင်းရှားရှားတွေ့မြင်နေရတဲ့ရေခဲပြင်ကြီးတွေက Greenland ဆိုတဲ့နေရာပဲဖြစ်ပါတယ်။ဒါလို့ဖြူဖွေးနေတာကိုဘာလို့ Greenland လို့နာမည်ပေးထားရသလဲဆိုတော့ Viking တွေရဲ့လက်ချက်ကြောင့်ပါ။ Viking တွေကဆိုင်းလန်းဆိုပြနေတဲ့မြေကိုအရင်ဆုံးရှာတွေ့ခဲ့ကြပြီးတော့ဒီမြေကိုတော့ Iceland လို့နာမည်ပေးလိုက်ကြပါတယ်။အဲဒီနောက်မှာ A6 တွေ့နေတဲ့ရေခဲမြကြီးကိုထပ်တွေ့ခဲ့ပြီးတော့ဒီနေရာကိုတော့ Greenland လို့နာမည်ပေးခဲ့ပါတယ်။ရွေချက်ကတော့ရန်သူတွေအမှတ်မှားပြီးတော့ရေခဲပြင်ကြီးစီကိုရောက်သွားစေခြင်းလို့ပါ။အဲဒီခေတ်တုန်းကဘာအကူပစင်းမှမပါဘဲနဲ့ Greenland ကိုသွားမိရင်ခဲပြီးတည်ရလို့တော့သိရပါတယ်။အဲဒါကြောင့် Greenland Agent ကတော့သူမရဲ့ A7 တဲ့အပြုံးလေးလိုပဲဖြစ်ပါတယ်။နံပါတ်3နဲ့ကတော့ Omiyaku မြို့ပါ။ ဒီမြို့လေးကလည်းခုနမြို့လောက်မချမ်းဘူးဆိုပေမဲ့24နှစ်အေးနေတဲ့မြို့လေးပါရုရှားနိုင်ငံထဲမှာပဲတည်ရှိပြီးတော့အများနဲ့ -60 လောက်ဖြစ်နေတဲ့မြို့လေးဖြစ်ပါတယ်ဒီမြို့အေးချက်ကတော့ခောက်ဆွဲစားရင်တောင်မှပါဇက်ထဲအမြန်ထည့်ရတယ်လို့ဆိုပါတယ်မဟုတ်ရင်လက်ထဲမှာလည်းခဲခဲသွားတတ်လို့ပါအပြင်တစ်ခါထွက်ရင်လည်းပါလာတဲ့ပစ္စည်းတွေအကုန်ခဲသွားတတ်လို့ဖုန်းနေဆိုရင်အိမ်မှာပဲထားခဲ့ရပါတယ်ကားတွေဆိုရင်လည်းအပြင်မှာရပ်ထားပြီးဆိုရင်စက်ကိုအမြန်နဲ့နှိုးထားရပါတယ်အဲ့လိုမှမနှိုးထားရင်အထက်အဆက်တွေခဲသွားပြီးတော့အလုံးမလုံးတော့တာမျိုးတွေပါဖြစ်တတ်လို့ပါ အဲဒါလောင်ပုံမှန်ရာသီဥတုအခြေအနေမျိုးမှာဖြစ်ပါတယ်။ဆောင်းတင်းဆိုရင်ရှိရာလေးတွေပါပျောက်ပျောက်သွားမှာဆိုလို့တိတ်တောင်အပြင်မထွက်ကြဘူးလို့သိရပါတယ်။နံပါတ်၄နေနေကတော့မွန်ဂိုလီးယားနိုင်ငံပါ။မွန်ဂိုလီးယားနိုင်ငံကိုတော့တရုတ်ကားတွေထဲမှာခဏခဏတွေ့ဘူးကြမှာပါ။ချက်ဝက်တစားအထူကြီးတွေဝစ်ကြပြီးတော့အမြဲတမ်းနှင်းဖုံးနေတဲ့နိုင်ငံလေးဖြစ်ပါတယ်။မွန်ဂိုလီးယားနိုင်ငံရဲ့အပူဆုံးဆိုတဲ့အချိန်တော်မှာ -30 ဒီဂရီဆဲဆီယပ်ရှိပါတယ်။ ဒါကြောင့်သူတို့နိုင်ငံရဲ့အပူဆုံးဆိုတဲ့အချိန်ကသူများတွေရဲ့အေးအေးဆုံးဆိုတဲ့အချိန်တက်တော့မှပို့ပြီးတော့အေးနေသေးတာပါ။အင်း။နောက်ပြီးတော့မွန်ဂိုလီးယားဆိုတာမြန်မာနိုင်ငံထက်၃ဆနီးပါးလောက်ကျယ်ဝန်းပေမဲ့နေထိုင်တဲ့လူဦးရေရေတွက်ကတော့မြန်မာနိုင်ငံထက်အဆ20လောက်နေပါတယ်။အဆိုလိုတာကတော့မွန်ဂိုလီးယားနိုင်ငံရဲ့69ရာခိုင်နှုန်းလောက်ကဘာမှမရှိတဲ့ဟင်းလင်းပြင်ကြီးတွေပါ။နိုင်ငံရဲ့နေရာအများစုကရာသီဥတုခြေနေဆွေရလွန်းတာကြောင့်လူတွေတိတ်မနေကြတာဖြစ်ပါတယ်။တနင်္ဂနွေလုံးပေါင်းမှာလူကြီး3000ကျော်သာရှိပြီးတော့ဒီလူတွေကလည်းမြို့ပေါ်တွေမှာပဲစုနေကြပါတယ် လူရေတန်း60ရှိတဲ့နိုင်ငံမှာတော့ရီးစားမရှိတဲ့သူတွေကတော့မွန်ဂိုလီးယားဘက်ကိုခြေဥတော်မလဲဖို့အကြံပေးချင်ပါတယ်။နံပါတ်9နေတဲ့ကတော့အနာတိကတိုက်ပါ။အနာတိကတိုက်ကတော့အင်းလုံးလုံးလူတော်နေလို့မရတဲ့နေရာဖြစ်ပါတယ်။အေးဆိုတောင်ဝင်ဦးစွန်းရဲ့တောင်ဘက်ဆုံးတဲ့မှာတည်ရှိပြီးတော့တိုက်ကြီး9တိုက်ထဲမှာဆိုရင်အေးဆုံးတိုက်ပဲဖြစ်ပါတယ်။ Greenland လိုရေခဲပြင်ကြီးမှာတော့လူရေ9000ကျော်နေနိုင်သေးပေမဲ့အနာတိကတိုက်မှာတော့လူတယောက်မှကိုမနေရဲပါဘူး။သူတို့ဒနာလုပ်ငန်းတွေကြောင်းယာယီနေထိုင်တဲ့လူနည်းစုလောက်ပဲရှိပါတယ်။ ရေအောက်တတဝါတွေနဲ့ပင်ကွင်းတွေလောက်ပဲရှင်သန်နိုင်ကြပြီးတော့ပိုးဟမရှိတဲ့တခုတည်းသောနေရာလေးပါ။ကမ္ဘာပေါ်မှာရာသီဥတုအကျန်းဆုံးနေရာဖြစ်ပြီးတော့အေးဆုံးနေရာအဖြစ်လည်းဆန့်ကျင်တင်ထားပါတယ်။အဲတုတ်ထအေးတာဆိုလို့သူမရဲ့အေးဆန့်မှုတွေပဲရှိပါ။အဆုံးထိကြည့်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။